မင်္ဂလာပါရှင်ကစ်တက်တယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချန်အမှတ်54ရောင်းထွက်ရန်ဒေါ်အောင်ဆန်းစုကြည်ဤအကိုဖြစ်သူဦးအောင်ဆန်းဦးကလေလံစည်းတတ်မှတ်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နိုင်ငံတော်၏အတိုင်ပင်ကံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့်ရန်ကုန်မြို့ပဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းရှိချံအမှတ်54ကိုလေလံဈေးအကျဉ်းချင်းတက်မှတ်၍ဈေးလျှော့ရောင်းနေတော့လဲရောင်းမထွက်သည့်အတွက်ဒေါ်အောင်ဆန်းစုကြည်ဘက်မှကြံကင်းဈေးတက်မှတ်ပေးရန်အကိုဖြစ်သူဦးအောင်ဆန်းဦးကရှင်းနေအဖွဲ့ကိုတောင်းဆိုထားကြောင်းသိရပါတယ်အောင်ဆန်းဦးသည်ပြီးခဲ့တဲ့မေ15ရက်နေ့ကယုံကျင်းတွင်ဒေါ်အောင်ဆန်းစုကြည်ဘက်မှလေလံဆီးတက်မှတ်ပေးရန်ကိစ္စနှင့်ပတ်သက်ပြီးရှောက်ထားမှုပြုလုပ်ခဲ့ကြောင်းတရားရုံးနှင့်နှီးဆက်သည့်သတင်းရင်းမြစ်ချမ်းမှသိရပါသည် ဒေါ်အောင်ဆန်းစုကြည်နဲ့ရှေ့နေအဖွဲ့ကလည်းခုချိန်ထိတွေ့ခွင့်မရဘူး။တရားရှုံးတဲ့ဒေါ်အောင်ဆန်းစုကြည်ကလေလံစည်းသတ်မှတ်ပေးရမယ်ဆိုတာကလည်းထုံးစံမရှိဘူး။အဲ့ဒါကိုအခုလာမဲ့ယုံကြည်မှအမိန့်တစ်ခုချမှတ်အောင်မယ်ဆိုတော့လုံလုံသွားပြီဟုရှေ့နေတအူကသတင်းဌာနကိုပြောပါရယ်။ချမ်းမတ်54ကိုပြီးခဲ့တဲ့ AB 29ရက်နေ့တွင်ဦးအောင်ဆန်းဦးကရှော့စေးဖြင့်၄ချိန်ကြောင့်လေလံတင်ရောင်းချပွဲတွင်တင်ကြရောင်းချခဲ့တော့လေဝေယူသူမရှိပေလေလံပွဲပြတ်သွားခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံလူလူဒေါအောင်ဆန်းစုကြည်နေထိုင်သည့်ခြံအမှတ်54ကိုတရားနိုင်ဖြစ်သူဦးအောင်ဆန်းဦးဘက်ကလေးလံစေးအကြိမ်ကြိမ်သတ်မှတ်ပြီးရောင်းချနေခြင်းဖြစ်ပါသည်။ဦးအောင်ဆန်းဦးသည်လေးကြိမ်မြောက်လေးလံမအောင်မြင်သည့်အတွက်လေးလံစေးကိုဒေါအောင်ဆန်းစုကြည်ဘက်မှသတ်မှတ်ပြီးရောင်းချပေးရန်ဒေါအောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့ထံတင်ပြလာခြင်းဖြစ်ကြောင်းတရားရုံးနှင့်နှိဆက်သူကဆိုပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမတ်54ကိုပထမအကြိမ်ကလေးလံကြမ်းခင်းစီကျပ်3105ဘီလီယံဒုတိယအကြိမ်တွင်ကျပ်300ဘီလီယံတတိယအကြိမ်တွင်ကျပ်290ဘီလီယံနှင့်နောက်ဆုံးအကြိမ်တွင်ကျပ်290ဘီလီယံအတီးတီးဈေးလျှော့ရောင်းချခဲ့တော်လဲဝယ်ယူသူမရှိခဲ့ပေဒေါအောင်ဆန်းစုကြည်၏အကိုဦးအောင်ဆန်းဦးတင်ပြသည့်အဆိုနှင့်ပတ်သက်ပြီးလာမည့်မေ22ရက်နေ့ရုံချင်းတွင်တရားရုံးမှဈာဖြတ်မိန်တရက်ချမှတ်သွားရန်ရှိကြောင်းသိရပါသည် ဆက်လက်ပြီးရေပြူမြို့နယ်ကံပေါက်ချေဆိုင်အမှတ်293ချေလင်းတက်ရဲမှစစ်မှုထမ်းအပတ်စဉ်ရှစ်တန်တန်းစင်းတပ်သားတဲ့နှစ်ဦးတနက်တက်လက်ခဲရန်ကြီးများနဲ့အတူအလင်းဝင်လာအလင်းဝင်တပ်သားတစ်ရန်ရှင်းမှထိုင်းတွင်အဖမ်းခံရပြီးပြန်ဖို့ခံရစဉ်စစ်တဲအဖို့ခံရပြီးတပ်သားတစ်သူရဝင်းမှပဲခူးတွင် ပေါ်တာဆွဲခံရပြီးစစ်တဲရောက်လာသူဖြစ်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှပြပါတယ် တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်အခြေဆိုင်အမှတ်293ခြေလင်းတည်ရင်မှာစစ်မှုရန်အပတ်စဉ်ရှစ်ကစစ်မှုရန်တပ်သားတဲ့နှစ်ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်း လောင်းလောင်းပနီဆူလာ4 LPF မှတရင်းနှစ်ပြန်ကြားရေးတာဝန်ခံလီရိုကတရင်းဌာနသို့ပြောဆိုပါရယ်မေလာ၄ရက်နေ့ရေပြူမြို့နယ်ကံပေါအခြေဆိုင်အမတ်293ခြေလင်းတရင်မှစစ်မှုထမ်းအပတ်စဉ်ရှစ်တင်တန်းစင်တက်သားတဲ့ရန်ရှင်နဲ့သူရာဝင်းတို့နှစ်ဦးကတနတ်တလက်ယူဆောင်လာပြီးဒေါနာတက်ရင်ခြေမုံရေးတက်ခွဲခွနဲ့ LPF ထံသို့လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ထိုအလင်းဝင်ရောက်လာသောစစ်မှုထမ်းတက်သားတဲ့ရန်ရှင်နဲ့သူရာဝင်းတို့က MA1 တနတ်တလက်ကြီပေါင်းနှစ်ပေါင်းကြီး ၂၀၀တောင်းတို့ကိုယူဆောင်လာခဲ့ကြောင်းအလင်းဝင်ရောက်လာသူစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုဂုံပြုစုမိများချိမြှင့်ထားကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့သူနှစ်ဦးကစစ်မှုထမ်းတပ်သားတစ်တွေပါတယောက်ကရေပြူမျိုးနဲ့ကံပေါက်ကပါတယောက်ကမြိတ်ကပါအလင်းဝင်ရောက်လာတဲ့သူနှစ်ဦးကအပတ်စဉ်78ပါနှစ်ဦးစလုံးပေါ်တာဆွဲအဖမ်းခံရပြီးတော့စစ်တဲအထည့်ခံရတာရန်ရှင်းဆိုတာကတယောက်ကထိုင်းကပြန်ပို့တာပါတယောက်ကပဲခူးမှာစစ်မှုထမ်းအဖြစ်အဖမ်းခံရတာစစ်မှုထမ်းတင်တန်းကို မြိတ်မှာတက်ရတယ်လို့ပြောတယ်ဘလို့ပုံစံချိတ်ဆက်ဝင်ရောက်လာတာလေဆိုတော့အရှိတော်မှာတိုက်ပွဲဖြစ်တော့ထွက်ပြေးလာတာပါအလင်းဝင်လာတဲ့သူနှစ်ဦးကိုတနက်ပါလာတဲ့သူကိုဂုံပြူးစုငွေ340ချီမြန်ပါတယ်တနက်မပါလာတဲ့သူကိုဂုံပြူးစုငွေ100သိန်းချီမြန်ထားပါတယ်စကမ်းမှာထိမ့်သိမ်းထားပါတယ်လွမြောက်နယ်မြေသွားကျင်တဲ့ပြောလို့တေချာစီစဉ်ပေးနေပါတယ်အလင်းဝင်ကျင်တဲ့သူတွေကိုအမြဲကြိုဆိုနေပါတယ်ဟုလောင်းလုံး Peninsula 4 LPF မှာတရင်းနေပြန်ကြားရေးတာဝန်ခံလီရိုကပြောဆိုပါတယ် ဆက်လက်ပြီးလက်ပတန်းတွင်လမ်းသွားရင်းလူမိုက်ကြီးကြည့်သည်ဟုဆိုကလူငယ်မောင်လွင်ဖြိုးကိုစစ်တပ်ကစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတောင်ကုန်းနှင့်အုပ်ဖို့မြို့နယ်တို့တွင်လူငယ်များစစ်သားအဖြစ်စုဆောင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ပဲခူးတိုင်းလက်ပတန်းမြို့နယ်တွင်စစ်တပ်ကိတ်အနီးဖြတ်တန်းစဉ်လမ်းသွားရင်းလူမိုက်ကြီးကြည့်သည်ဟုဆိုကလူငယ်မောင်လွင်ဖြိုးကိုစစ်တပ်ကစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသူလူငယ်အေးမိတ်ဆွေတို့ကသတင်းဌာနသို့ပြောပါတယ်။ မေလ14ရက်နေ့ပဲခူးတိုင်းတာယာဝတီခရိုင်လက်ပတန်းမြို့နယ်အနောက်ချမ်းဇီးပြူကုန်းအုပ်စုတနင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကိုဝင်းနဲ့တပည့်အောင်ဝင်းတန်းတို့ကစစ်တပ်ပြူစော်တိညာနဲ့ပူးပေါင်းပြီးဂိတ်ချလုံးဂျုံရေးကင်းဆောင်ရွက်နေစဉ်လူငယ်မောင်အငယ်ကောင်မောင်လွင်ဖြိုးကိုလူမိုက်ကြည့်ကြည့်သည်ဟုဆိုကစစ်မှုထမ်းတပ်သားအဖြစ်ဖမ်းဆီးပေါ်တာဆွဲသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ အငဲကောင်မောင်လင်းဖြိုးကသူ့ဟာသူလမ်းလျှောက်ရင်အုတ်ကြီးနဲ့စစ်သားတွေရှိတဲ့ကင်းလှည့်ကိတ်ကိုလမ်းကြည့်တာအဲ့ဒါကိုဂျိုးကြီးကြည့်တယ်လူမိုက်ကြီးကြည့်တယ်ဆိုပြီးဖန်သွားတာစစ်သေးချဲမဲပြောတယ်မင်းကငါတို့ကိုဘလို့အကြည့်နဲ့ကြည့်တာလဲဆိုပြီးဖန်သွားတာအပြစ်မရှိအပြစ်ရှာဖန်သွားတာပါဟုဖန်စီခံရသူဤမိတ်ဆွေကရှင်းလင်းပြောဆိုပါတယ် အလားတူဘကိုးတိုင်းတောင်ကုန်းမြို့နယ်ကဏီကျေးရွာအုပ်စုဂုံမင်းအိုင်ကျေးရွာတွင်လည်းစစ်တပ်ကရွာအတွင်းဝင်ရောက်စီးနင်းပြီးလူငယ်များကိုဖမ်းဆီးခြင်းဆိုင်ကယ်များကိုမိရှုဖျက်ဆီးခြင်းပေါ်တာဆဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်တိုက်ပွဲတွေဘာရီလဲမရှိဘူးအဲ့ဒါစစ်သားတွေအလုံးရင်းနဲ့ဝင်လာပြီးတော့ရွာသားတွေအထူးသဖြင့်တော့လူငယ်တွေကိုရွာဦးကျောင်းဓမာယုံကိုခေါ်တယ်ပြီးတော့ရိုင်းနှက်ပြီးတော့ဖမ်းသွားတယ်။သူတို့ခေါ်တာမလာတဲ့အိမ်တွေကဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးတယ်ဟုဒေသခံပြည်သူတို့ကရှင်းပြပါတယ်။ အလားတူမေလ13ရက်နေ့အုပ်ဖို့မြို့နယ်တောင်ကုန်းကျေးရွာတွင်စစ်မှုထမ်းခါရန်စစ်တပ်ကလူငယ်နှအူးလာရောက်တောင်းခံခဲ့ရာကျေးရွာကမပေးသဖြင့်ရွာအတွင်မှလူငယ်များကိုဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းကျေးရွာမှလူငယ်များအလုံးအချိန်မီတိမ်းရှောင်နိုင်ခဲ့၍လူငယ်တအူးသာစစ်မှုထမ်းအဖြစ်ဖမ်းဆီးခံခဲ့ရကြောင်းသိရပါသည် စစ်မှုတန်းဖို့ရွာတရွာကိုလူငယ်နှစ်ဦးတောင်းတာမပေးလို့ဆိုပြီးရွာတဲကိုဝင်ဖမ်းနေအဲ့ဒါဘုံကြီးចောင်းတဲ့အတီပါဝင်ဖမ်းတာသူတို့လိုချင်တဲ့နှစ်ဦးတော့မရသွားဘူးတဦးပဲရသွားတယ်အခုတော့နောက်တစ်ခါလာလို့လူမရရင်ရွာကိုမီးရှို့မယ်ဆိုပြီးစစ်တပ်ကကျင်းသွားတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အကြံပတ်စစ်ကောင်စီက2024ခုနှစ်မီလာမှစတင်၍စစ်မှုထမ်းအပတ်စဉ်များကိုလဆင်ဖွင့်လှစ်ခဲ့ပြီးယခုနှစ်မီလာတွင်စစ်မှုထမ်းအပတ်စဉ်73ကိုဖွင့်လှစ်တော်မူဖြစ်ပါသည်။ ဆက်လက်ပြီးရခိုင်ပြည်တွင်၃ရက်အတွင်းစစ်တပ်ကလေရင်ပြေပုံကျဲမှုကြောင့်ပြည်သူ၂၀ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်တွင်၃ရက်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်ပြေပုံကျဲမှုကြောင့်ပြည်သူ၂၀ဦးသေဆုံးခဲ့ကြောင်းအာရကကျက်တော် AA ကသတင်းထုတ်ပြန်ပါတယ်။မေလ73ရက်နေ့မှာမေလ15ရက်နေ့အထိစစ်ကောင်စီကရခိုင်ပြည်နယ်တဝမ်းလေရင်ဖြင့်ပုံချဲမှုများလှုပ်ဆောင်ခဲ့ရာကြောက်တော်မျိုးနယ်တွင်တေဆုံးသူပြည်သူ၈ဦး ရသေတောင်တွင်တေဆုံးသူ12ဦးစုစုပေါင်းတေဆုံးသူ20ဦးနှင့်ဒဏ်ရာရရှိသူများအနေဖြင့်ကြောက်တော်တွင်14ဦးနှင့်ရသေတောင်တွင်23ဦးစုစုပေါင်းဒဏ်ရာရရှိသူ38ဦးရှိကြောင်းသိရပါသည်မေလ15ရက်နေ့မိုးလဲ2နာရီဝန်းကျင်အချိန်မှစတင်၍ကြောက်တော်မျိုးကိုတိုက်လျင်ဖြင့်ဘုံ၃ကြိမ်စုစုပေါင်းဘုံ၁၀လုံးကျော်ကျဲချခဲ့ရာပြည်သူ၅ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အလာတူမေ၁၄ရက်နေ့မောလဲ၃နာရီ၁၅မိနစ်အချိန်ကြောက်တော်မျိုးလူနေရက်ကွက်အတွင်သို့တိုက်လီရင်ဖြင့်ပုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၅ဦးထဏ်ရာရခဲ့ကြောင်းသိရှိရပါသည်မီလာ73ရက်နေ့နနက်10:05နာရီမိနစ်အချိန်ရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုစစ်တပ်ကတိုက်လေရင်ဖြင့်ပုံကျဲချခဲ့ရာအပြစ်မဲ့ပြည်သူ12ဦးသေဆုံးပြီး23ဦးဒဏ်ရာရရှိခဲ့ကြောင်း နေအိမ်ပျက်စီးမှုများအနေဖြင့်ကြောက်တော်မျိုးတွင်လူနေအိမ်28လုံး၊ရတိတောင်မျိုးတွင်ထွန်းရွေရွာဟောင်းတွင်လူနေအိမ်32လုံး၊စုစုပေါင်းလူနေအိမ်58လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲရေးကြီးညာထားတော်လဲရခိုင်ပြည်အပါအဝင်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုများစစ်ကြောင်းထုံးမှုများကိုတောက်လျှောက်ဆိုသလိုလှုံ့ဆော်ခဲ့တဲ့ပြင်ပြည်သူများတိကြိုက်သေးဆုံးမှုဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်းတော်လည်ရေးတပ်ဖွဲ့များနဲ့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။